်မင်္ဂလာပါရှင်လွိုက်ကော်မြို့နယ်အတွင်းစစ်တပ်ရွေးကောက်ပွဲစတင်ရေးကမ်ပိန်းပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြည်နယ်လွိုက်ကော်မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ကနေဦးဆောင်ပြီးစစ်တပ်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်တဲ့ကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ခရနေပြည်လူငယ်များသမဂ္ဂ UKSON ကထုတ်ပြန်ထားပါတယ်အဆိုပါကမ်ပိန်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့မှာလွိုက်ကော်မြို့နယ်အတွင်းတနင်္လာမှာပြုလုပ်ခဲ့တယ်လို့ဆိုထားပါတယ် အဲ့ဒီကမ်ပိန်းမှာစတက်ပစ်လုံးမဲ့အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့နဲ့တရားမဝင်ရွေးကောက်ပွဲအကြောင်းကို ပြည်သူတွေသိရှိစေဖို့အတွက်ပြည်လို့ရကြောင်းဆိုထားပါတယ်။အာနာတင်းစတက်က2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲပစ်လုံးမဲ့လို့ကြေညာထားပြီးတဲ့နောက်ခရီးနေပြည်နယ်အတွင်းဘက်ပေါင်းဆောင်ကနေစစ်ကြောင်းထိုးတိုက်ခိုက်လျက်ရှိပါတယ်။ စက်တက်ကရွှေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလပိုင်းနဲ့2026ခုနှစ်ဇန်နဝါရီလပိုင်းတို့မှာအပိုင်းနဲ့ပြုလုပ်တော့မယ်လို့ကြေညာထားပြီးရွှေကောက်ပွဲအပိုင်းတက်မှာ Loy Corner Bolaken မြို့နယ်တို့ပါဝင်ပြီးအပိုင်းနဲ့မှာ Dimoso နဲ့ Fruso မြို့နယ်တို့ပါဝင်ကြောင်းကြေညာထားပါတယ်ရှင်။